ဆီနီယာမင်းသားဖြစ်တဲ့သူထုဆန်ပေါ်မှာဆက်ဆံခဲ့တဲ့ ပုံစံကြောင့်လူပြောများနေတဲ့အေဂျင့်မောင်အားလုံးပဲမင်္ဂလာပေါင်းဗမိစနောင်းကနေကြွဆွလိုက်ပါတယ်အေဂျင့်မောင်ကဂျူနီယာမင်းသားတွေထက်မှဆိုရင်အချိန်တိုအတွင်းအောင်မြင်မှုကိုမြ мян ဆန်ဆန်သိမ့်ပိုက်လာနိုင်တဲ့သူလို့ဆိုရမှာပေါ့မော်ဒယ်တယောက်အနေနဲ့နှွေးပညာလောကတွေကိုခြေချလာခဲ့ရကနေပြင်းရှားတဲ့အခြေအနေကြောင့်ဒွေးလိုမင်းသားကြီးနဲ့တောင်နှိုင်းရှင်ခံရတာချီးကျူးခံရတာဖြစ်ပါတယ် ။ဒါ့အပြင်ပထမဆုံးအကယ်ဒမီစုကြီးကိုလည်းပူပူနွေနွေရရှိထားခဲ့တာမကြသေးပါဘူး။အကယ်ဒမီရောက်မင်းသားတယောက်ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာအေချမောင်ကနမယ်ရီလည်းမျိုးစုံထွက်ရှိလာခဲ့ပါတယ်။အကယ်ဒမီရောက်မင်းသားဖြစ်သွားလို့မမနာကြီးတယ်ဆိုပြီးလည်းပြောဆိုသူတွေကများလာတာပေါ့။အေချမောင်ရဲ့တချို့ပြုမှုတွေကဘရဒတ်တွေကြားမှာနားလည်မှုလွဲစရာတွေဖြစ်နေခဲ့တာကြောင့်ပေါ့။ဒါ့အပြင်ပြီးခဲ့တဲ့ရက်ပိုင်းကသူထူးဆန်ပေါ်လောက်ခဲ့မိတဲ့ပြုမှုတချို့ကြောင့်လည်း social media ပေါ်မှာလူပြောများနေခဲ့တာပေါ့။အေချမောင်ကသူထူးဆန်ကိုလမကြီးအလယ်မှာထိုင်ကြောင်းနေခဲ့တာဖြစ်ပါတယ်။ လမကြီးမှာသူထုဆန်ကိုအေချမောင်ကဂျမ်းမြပေါ်ဒူးထောက်ကထိုင်ကြော့နေကြတာပေါ့အစောပါ ပုံကဆိုရှယ်မီဒီယာမှာရန်ကိုပြန့်နှံ့လို့နေပါတယ်မီဒီယာတချို့ကတော့အေချမောင်ကသူထုဆန်ကိုလမကြီးပေါ်မှာဂျေဆုရှင်ဖြစ်ထိုင်ကြော့နေတာလို့ပြောဆိုနေကြတာပေါ့လက်ရှိမှာသူထုဆန်ရဲ့အေချမောင်တို့ကဇိုးတထောင်နှစ်ရုပ်ရှင်စကားကြီးမှာတွဲဖက်ကရိုက်ကူးနေကြတာဖြစ်ပါတယ် ဇောတထောင် ရုပ်ရှင်ဇာကကြီးကသူထူးဆန်ကိုယ်တိုင်ဇလန်းစင်းစားကကိုယ်တိုင်ထုံရိုက်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဇောတထောင်တစ်အနေနဲ့လည်းပရိသတ်တွေကြားမှာရန်ကုန်လူပြောင်းများခဲ့တာပေါ့။ရုံတင်ဝင်ဝင်လဲကောင်းသလိုဇလန်းထက်ကဇောင်းဝင်ခန့်တချို့ကလည်းရန်ကုန်ပောက်ခဲ့ပါတယ်။ဇောတထောင်နှစ်ရုပ်ရှင်ဇာကကြီးကိုခုနှစ်နှစ်အကြာမှသာသူထူးဆန်ကပြန်ရိုက်နိုင်တာပေါ့။ပြန်ရိုက်တဲ့အချိန်မှလည်းအဒီကမင်းသားအနေနဲ့အေချမောင်ကိုကန့်လန့်ခဲ့ပါတယ်။အေချမောင်အကယ်ဒမီမရောက်ခင်ကလည်းလက်တွဲခေါ်ခြင်းစိမ့်နဲ့ရုပ်ရှင်မှာပါဖို့ကန့်လန့်ခဲ့တာဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်ကအေးချမောင်က အကယ်ဒမီရသွားကအကယ်ဒမီရပြီးမှဇလန်းကိုဆိုင်းရိုက်ဖြစ်ကြတာပေါ့ဇလန်းရိုက်တဲ့အချိန်မှာလဲသူထူးဆန်ကအေးချမောင်ကိုဆောက်ဆောင်ရရနီလန်းပြကသင်ပေးနေတာပေါ့ရုပ်ရှင်ရိုက်ကိုရင်မှဆိုရင်လဲအေးချမောင်ကိုအကောင်းဆုံးဖြစ်အောင်ပြောပြသင်ပြပေးပါတယ် ဒါကြောင့်မို့လဲအေးချမ်းမကသူထုဆန်ကိုကျေးဇူးရှိတယ်လို့ယူဆကလမ်းမကြီးမှာထိုင်ရှိခိုးနေတာဆိုပြီးမီဒီယာတွေကဖော်ပြနေကြတာပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့ခုလိုရှိခိုးနေတာကဇိုးတထောင်ရုပ်ရှင်စကားကြီးတွေကဇဝင်ခံတစ်ခုသာဖြစ်နိုင်ပါတယ်အေးချမ်းမကဇိုးတထောင်ရုပ်ရှင်စကားကြီးအတွက်အများကြီးပေးဆက်ကရုပ်ဆောင်ထတာပေါ့ဇက်ကောင်ပြပြောင်းသာသနာ့ဘောင်နဲ့ဝင်ကရဟန်းလဲဝစ်ခဲ့ပါသေးတယ်သာသနာ့ဘောင်နဲ့ဝင်ကကရုံးလဲတုံးခဲ့သေးတာပေါ့အပြင်ခုလိုလမ်းမကြီးပေါ်မှာထိုင်ပြီးရှိခိုးတာမျိုးတွေကိုလည်းအေးချမ်းမကလှုပ်ထားခဲ့တာပေါ့ သူထိုးဆန်ကလည်းအေဂျင့်မောင်ကကာရိုက်တာနဲ့ပတ်သက်ရင်ရွတ်သွက်ကဂျိုးစော့သူတယောက်ဆိုတာကိုယုံကြည်တာမို့အလောက်အခဲတာဖြစ်ပါတယ်ဇိုးတထောင်ဇကားကြီးထွက်လာခဲ့ရင်အေဂျင့်မောင်ကိုတခါမှမမြင်တွေ့ဘူးတဲ့ဇိုးတထောင်နေနဲ့မြင်တွေ့ကြရအောင်မှဖြစ်ပါတယ်ရိုက်ခွေးမကလေးကတယောက်နဲ့တယောက်ဖိမနေတဲ့သူထိုးဆန်နဲ့အေဂျင့်မောင်တို့ရဲ့လိုက်ဖက်ညီတဲ့တယောက်ဆောင်ချက်တွေကိုလည်းမြင်တွေ့ကြရတော့မှာပါစင်နီယာမင်းသားဖြစ်တဲ့သူထူးဆန်ပေါ်မှာဆက်ဆံခဲ့တဲ့ပုံစံကြောင့်လူပြောများနေတဲ့အေချမ်းမောင်ပုံဘရစ်တတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ချပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။